်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်တိုင်းမော်ဘီမြို့နယ်အမတ်တက်ကတော်လေးကျင်တက်မှာစစ်တင်နဲ့တက်နေတဲ့ចောင်းသားចောင်းသူတွေဖြစ်ချင်တိုင်းဖြစ်နေတာကြောင့်တည်ရင်မူဒုဗိုလ်မှူးကြီးမိုးသူကိုမိဘတွေကတိုင်ကြားထားတယ်လို့မြို့ကန်တွေစီကနေသိရပါဗျမော်ဘီမြို့နယ်အမတ်တက်ကတော်လေးကျင်တက်မှာအော်တိုဘာလာတရက်နေ့ကစတင်ကမိုးရသည့်စခန်းချ စစ်တင်နှန်းပေးခဲ့ပြီးတပ်အတွင်းចောင်းသားចောင်းသူတွေစီကတ်မဲ့အနေထိုင်မှုတွေကိုမိဘတွေမြင်တွေ့ခဲ့ရပြီးတဲ့နောက်တည်ရင်မှုကိုတိုင်ကြားခဲ့တာလို့မြို့ခံတရက်က DVP ကိုပြောပါတယ် UTC1 လို့ခေါ်တဲ့အမတ်တတက္ကသိုလ်လေ့ကျင့်တပ်မော်ဘီမှာစစ်တင်နှန်းတက်နေတဲ့ဆရာဆရာမအပါဝင်တင်နှန်းသားတင်နှန်းသူ400ကျော်ရှိပြီးတည်ရင်မှုဒုဗုံမှုကြီးမိုးသူကိုတိုင်ထားတာမှန်တယ်လို့အောက်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရှင်းမြစ်က DVP ကိုပြောပါတယ် စစ်ကောင်စီကအော်တိုဘားလာတရနေ့ကစတင်ပြီးရန်ကုန်မန္တလေးနေပြီးတော့အေယာဝတီမော်လမြိုင်တောင်ကြီးတန်ကုန်မြို့ကတက္ကသိုလ်လေ့ကျင့်တက်ရှစ်တက်မှာဆရာဆရာမအပါအဝင်ចောင်းသားចောင်းသူ1990ရောက်ကိုမိုးရသည့်စခန်းချစစ်တင်နှန်းပေးနေတာဖြစ်ပါတယ်ခင်ဗျာစကိုင်းတိုင်းစလင်းကြီးမြို့နယ်တဲကကြားတက်ကြေးရွာကိုစစ်ကောင်စီတက်ကအော်တိုဘားလာ9ရက်နေ့လယ်ပိုင်းမှာ ဂျိုင်ရိုကော့ပတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ယောက်ထိခိုက်ဒေဆုံးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။မုံရမြို့နီးတဝိုက်ကကျွရတွေကိုစစ်ကောင်စီတပ်က drone နဲ့ကင်းထောက်တာတွေလုံဆောင်နေပြီးစက်တက်လေဒီတွေဂျိုင်ရိုကော့ပတာတွေနဲ့ဘုံကျဲတာတွေကိုပါဇက်တိုက်လုံဆောင်လာနေတယ်လို့ဆိုပါဗျ။ဒီရက်တွေမှာစက်တက်လေဒီတွေ drone တွေနဲ့ဂျိုင်ရိုကော့ပတာတွေကို မုံပြာမြို့မှာရှိတဲ့နမခတာယုံတွေကနေဓာတ်ရိုက်ပြန်သားနာတွေလှုပ်ဆောင်နေပြီးဆလင်းကြီးမြို့နယ်ထဲမှာရှိတဲ့တရုတ်ဝမ်ပောင်ကျင်းနီစီမံကိန်းဆိုင်ထဲကနေလည်းကင်းထောက် drone တွေစက်တင်ဘာလ9ရက်နေ့မှာမိုးပေါ်ပြန်ဝဲတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာစကိုင်းတိုင်းကတာခရိုင်တွေကဗမောင်းမြို့ကို PDA တွေဥဆောင်ပြီး KIA ပါဝင်တဲ့ပူပေါင်းတပ်တွေကစက်တင်ဘာလနှောင်းပိုင်းမှာတိမ့်ပတ်နိုင်ခဲ့ကြောင်း အန်ယူဂျီရဲ့အမှတ်သစ်စစ်သေးသားကကြေညာခဲ့ပါတယ်။ဒါပေမဲ့မြို့ကိုသိမ်းပိုက်ပြီးနှစ်ပတ်ဝန်းကျင်အကြာမှာတော့စစ်ကော်မရှင်နဲ့ SNL ပူးပေါင်းတပ်တွေကအောက်တိုဘာ၄ရက်နေ့ကစလို့တံပြန်ထိုးစစ်ဆင်လာခဲ့ပြီးမြို့နဲ့၅မိုင်အကွာမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။သူတို့ဘယ်မှာကနေလို့အင်အားပြပြီးတော့ပြန်လို့ထိုးစစ်ဆင်လာကြတော့တဲ့အမ်မြို့တွေလိုမြို့တွေပေါ်သူမြို့နဲ့အဲဒုံးလေးမိုင်၅မိုင်လောက်မှာတော့တိတိမှုဖြစ်ကြုံတယ်။အဲ့တော့မှတုံတုံပါတယ်။ န်ထူတာပေါ့ဒီဒီလေလီကြောင့်လည်းလို့ပုံကြည့်တော့ရဲ့တဲ့အန်လီလုံးနမ်ကြော်ရဲ့တဲ့သူတို့ကနေဆက်နေနိုင်ဝင်ချင်မလို့စစ်ကောင်မရှင်တက်နဲ့ရှမ်းပြည်အမျိုးသားများတက်မတော်အဆန်နေတို့ကဟ ோம் မလင်းဘက်ကနေအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးဘောင်းမောင်းမြို့နာကခမိုးရွာနဲ့ဆက်တော်ရွာတွေဝင်းကျင်မှာတိုက်ပွဲဆက်ဖြစ်နေတာလို့သိရပါဗါတယ်တော်လိုင်းအင်အားစုတွေဘက်ကလည်းခုခံတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးအောက်တိုဘာ9ရက်နဲ့6ရက်နေ့တွေကလည်း လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပေမဲ့အသေးစိတ်ကိုမသိရဘူးလို့ဒေသခံကပြောပြပါဗျ။လုံချုံအေးအရာသူ့ရဲ့ပြောပြမှုကိုအတန်အစားထုတ်ဖတ်ပြထားပါဗျ။ဘာမောက်ကတိုက်ပွဲတွေဖြစ်နေတာဟုတ်ပါတယ်။အစံနေဘက်ကပြန်ပြီးတိုးခဲ့တာဗောလေ။တိုက်ပွဲတွေပြင်းထန်နေတဲ့တူတယ်။လေရင်တွေနဲ့ော်လာကျဲတာရှိတယ်။လက်နက်ကြီးတန်နေမနေ့ကကောဒီနေ့ရောကြားနေရတယ်။ဒါအပြင်အော်တိုဘား၂ရက်နေ့နေ့လယ်ပိုင်းတုန်းကလည်းစစ်ကောမရှင်လီတက်ကနေဘုံလေးလုံးကျချတိုက်ခိုက်ခဲ့ပါဗျ။နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့် ဘမ်းမောင်းမြို့ပတ်ဝန်းကျင်ကစက်တော်၊နားရက်ကာနဲ့ခမိုးကျေးရွာကပြည်သူတွေဘေးလွတ်ရာကျေးရွာတွေကိုတင်းရှောင်နေရပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စီးရင်ဒီအရ2023ခုနှစ်မတ်လအထိမြို့နယ်လူဦးရေ8532ယောက်ရှိပြီးရွှေနဲ့သွင်းထွက်တွေကြောင့်ဘမ်းမောင်းမြို့နယ်ဟာနှစ်ဖက်တည်းအတွက်ဗန္နာရေးအရအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ စစ်ကောင်စီတန်ရုံးတွေကပြပရောက်မြန်မာတွေကြိုတင်မဲ့ပေးခွင့်အတွက်ပုံစံ15တင်ရမယ့်ရက်ကိုအောက်တိုဘာလဆန်းအထိတိုးပေးခဲ့ပေမဲ့မဲပေးခွင့်လျှောက်သူအရေအတွက်တိတာစွာတိုးမလာဘူးလို့တန်ရုံးနဲ့နေဆက်သူတွေစီကနေသိရပါဗျ။စစ်ကောင်စီကပြပရောက်မြန်မာတွေကိုမူလကစက်တင်ဘာလ8ရက်နောက်ဆုံးထားပြီးပုံစံ15တင်မိုတတ်မှတ်ခဲ့ပေမဲ့ရှောက်ထားသူနေတာကြောင့်တန်ယုံတစ်ခုချင်းလိုက်ရက်ထက်တိုးပေးခဲ့တာဖြစ်ပါတယ်။တန်ကိုရီးယားရောက်မြန်မာရေလှောက်ရှားသူတယောက်က စုံစမ်းရသလောက်ဆိုရင်ဖျားပေးပြီးရှောက်ခိုင်းလို့မလွဲတာမရှောင်တာပုံစံဆန်ကားတင်လာရတဲ့သူအ ਨੇ ချင်းကလွဲပြီးအရေးအတွက်ထတ်တုံးမလာဘူးလို့ပြောပါရယ်ပြပရောက်မြန်မာတွေပုံစံဆန်ကားတင်ဖို့ကိုတောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံရှိစစ်ကောင်စီတန်ယုံတွေကအော်တိုဘာလ6ရက်နေ့ထိထိုင်းနိုင်ငံရှိတန်ယုံကအော်တိုဝါလာ3ရက်နေ့ထိမလေးရှားနိုင်ငံရှိတန်ယုံကစက်တင်ဘာလ30ရက်နေ့ထိဟောင်ကောင်မြို့ရှိကောင်စင်ဝင်ချုပ်ယုံကအော်တိုဝါလာ1ရက်နေ့ထိစသဖြင့်ရက်တိုးပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ အရန်အကောင့်နဲ့ကွန်ပျူတာမျိုးဆက်တစ်တရက်ပေါ်ပေါက်လာစေဖို့လမ်းဖွင့်ပေးခဲ့တဲ့ Quantum Mechanics ဆိုင်ရာစမ်းသပ်လေ့လာမှုတွေအတွက် American အခြေစိုက်သိပ္ပံပညာရှင်သုံးဖြစ်တဲ့ John Clark, Michel Tiboré နဲ့ John Martinez တို့ဟာ2025ခုနှစ်အတွက်ယူဘာဘေဒာနိုဗယ်ဆုကိုစုကူးရရှိသွားပါတယ်။ဒီဆုကိုတော်ဝင် Swedish သိပ္ပံ Academy ကချီးမြှင့်တာဖြစ်ပြီးဆုရှင်သုံးဦးဟာစုကြေး Swedish Krona 7သန်းဒေါ်လာ1.3သန်းကို ျဝေရရှိမှာဖြစ်ပါတယ်။သူတို့ဟာ1980ပြည့်လုံနှစ်တွေမှာအမုံမွားဆင်မှာပဲဖြစ်ပေါ်တက်တဲ့ကွမ်တမ်လောကရဲ့အပြုမှုတွေကိုလက်တွေ့လျှက်စစ်ပတ်လည်တွေမှာပါဖန်တီးပြသနိုင်ခဲ့တာဖြစ်ပါတယ်။တရားမြင်မှုဟာကွမ်တမ်ကွန်ပျူတာ၊ကွမ်တမ်ကွန်ရက်လုံခြုံရေးနဲ့ကွမ်တမ်အာယုံခံကိရိယာတွေလိုနည်းပညာမျိုးဆက်သစ်တွေပေါ်ထွန်းလာရေးအတွက်လမ်းခင်းပေးခဲ့တာဖြစ်တယ်လို့ Novel Community ကပြောပါတယ်။ဆုရှင်တွေဖြစ်တဲ့ဂျီတိန်ဖွာ၊ပါမခကျွန်ကလာဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ဘာကလေးပြင်သစ်ဖွားပါမောက်ခဒီဗိုရီကရေးတက္ကသိုလ်နဲ့အမေရိကန်နိုင်ငံသားပါမောက်ခဂျိုမာတီနစ်ကကယ်လီဖိုးနီးယားတက္ကသိုလ်စန်တာဘာဘရာမှာပါမောက်ခတာဝန်ယူထားကြသူတွေဖြစ်ပါတယ်။မာတီနစ်စာ2020ပြည့်နှစ်ထိ Google ရဲ့ Quantum အသိဉာဏ်အတူဓာတ်ခွဲခန်းကိုဥဆောင်ခဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။ DVB ရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ